ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့လက်ရှိ PSG အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ Louis Campos ကတော့ Manchester United အသင်းကိုရောက်ဖို့အတွက်ဆွေးနွေးမှုတွေအချိန်မီလှုပ်ဆောင်နေတယ်ဆိုပြီးတော့ Breaking News ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကတော့ဒီအစောပိုင်းကသတင်းတွေတက်လာတာတွေကျွန်တော်တို့ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောကြည့်အောင်ပါဒါပေမဲ့လို့ပေါ့နော်ဒီလိုသတင်းလေးတက်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့အဲ့ဒီသတင်းတင်ခဲ့တဲ့သူ journalist ကပေါ့နော်ဒီ searcher ဆိုတဲ့သူကအမှန်တမ်းပြောရင်အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကို ဒီလက်ရေးခဲ့တဲ့တဲမှာဗောနော်တိတ်ပြီးတော့အမှန်ကန်တာတွေအများကြီးရှိမနေခဲ့ဘူးဒီလားအခုနောက်ပိုင်းတော့ဘလို့ဆက်ဖြစ်လာမလဲလို့မသိဘူးဗောနော်ကျွန်တော်ကတော့ဒါမထင်ဘူးနော်မထင်ဘူးလူဝစ်ကန်ပိုးစ်ကသူဆက်ပြီးတော့ PSG မှာပဲနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာတောက်လျှောက်ထက်ပြီးတော့တက်လာတဲ့သတင်းတွေရှိတာဗောလေသူတမင်အဲ့လိုသတင်းတက်လာပြီးတဲ့နောက်ပိုင်းမှာဒီနေရာမှာဆိုလို့ရှိရင်ဒါ Jacobs Van Ru ဘာလို့ကလည်း report လုပ်ထားတာက rumor တွေပေါ့နော်ကျွန်တော်ကောလာဟာလာတွေတကြောက်ထွက်လာပြီမဲ့လေလို့ Louis Campos ကတော့ မန်ချက်စတာယူနိုက်တက်ကိုပြောင်းဖို့အတွက်အစီအစဉ်ရှိမနေသလို PSG နဲ့စာချုပ်တိချုပ်ဆိုဖို့အတွက်ပါဆွေးနွေးမှုတွေပြုလုပ်နေပြီဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဆိုတော့ဒါကြောင့်ပေါ့နော်လက်ရှိ United နဲ့ပတ်သက်လို့ရှိရင်တည်င်းတွေကဟိုဟိုဒီဒီအများကြီးကျွန်တော်ဖြစ်နေတဲ့အချိန်မှာဟိုနောက်ထပ်ထွက်ထွက်လာတဲ့ source တွေကိုပဲကျွန်တော်စောင့်ကြည့်ရမှာပဲ။ဒီနေရာမှာဆိုလို့ရှိရင်လွန်ခဲ့တဲ့9နာရီ10နာရီလောက်ကပေါ့နော် Luis Campos နဲ့ပတ်သက်တဲ့တည်င်းတွေကအော် United နဲ့စကားပြောတာတွေအချိန်ကြီးဟုတ်နေပြီတဲ့ဟိဘာညာကျွန်တော်ပြောကြတာ။ အမေတို့ဒါတွေကတော့တာမန်ပဲလို့ကျွန်တော်ထင်တယ်ပေါ့နော်အများကြီးလည်းတိတ်မှန်ကမှုရှိတဲ့အနေအထားကြီးတော့ကျွန်တော်မထင်ဘူး။နောက်အခုဒီဘက်ဆိုလို့ရှိရင်စာချာနော်အဲဒီစာချာဆိုတဲ့ဘက်ဆိုလို့ရှိရင်ပြရတာတူတူလက်ရှိလူဝိကမ်ပိုဆက်တရင်ကိုကျွန်တော်တင်ရတာ။သူအမှန်ကန်ဒီအရင်တုန်းကလည်းဗာလဲဒီဂျာဘီတို့ပါလို့နဲ့မန်ချက်စတာယူနိုက်တက်နီးပြဖြစ်လာဖို့အတွက်ပေါ့နော်ဆိုပြီးတော့ကျွန်တော်ဒီတရင်တွေပါလေကျွန်တော်ရေးထားတာတွေလည်းကျွန်တော်ရှိတယ်။ဒါပေမဲ့လို့ဘလိုမှအဆင်မပြေခဲ့ဘူး။အဲကြောင့်လက်ရှိမှာဆိုလို့ရှိရင်ပေါ့နော်အဲ အခုလက်ရှိလည်းပဲဒါရီယာသတင်းအမှားเนาะရူမာပဲရှိတယ်ဆိုပြီးတော့သတင်းတွေလည်းကျွန်တော်ထွက်ထွက်လာပြီးဆိုပြီးတဲ့အခါကျတော့သူလက်ရှိမူရင်းပိုးစ်ရဲ့အောက်ကွန်မန့်မှာတောင်းမှာပါเนาะเนาะမင်းရဲ့မဟုတ်တဲ့သတင်းတွေဘာညာတင်နေတဲ့ဘာညာဆိုတာမျိုးတွေကျွန်တော်တို့နောက်ပိုင်းဒီမှာရေးထားတာတွေကျွန်တော်ရှိတယ်အဲဒီမဲ့လို့ပေါ့နော်ဒါပုံသေးတော့ကျွန်တော်ပြောလို့မရဘူးပေါ့လေတရင်ဆိုတာကအမြဲတမ်းကျွန်တော်အနေနဲ့ journalist တွေအများကြီးရှိတဲ့အနေထားမှာအမျိုးမျိုးပြောင်းလဲနေတာကျွန်တော်အမြင်ရတော့မထင်ဘူးမထင်ဘူးဆိုတာတခြားမဟုတ်ဘူးလက်ရှိ PhD ရဲ့ဟို project ကိုကျွန်တော်ကြည့်ရင်အရာအလုံးကအလုပ်ဖြစ်နေတာဗျာ အရာအလုံးကကျွန်တော်တို့အလုပ်ဖြစ်နေတာပေါ့နော်ဒါကြောင့်လည်းပဲကျွန်တော်ကကိုရီကိုရီအနေနဲ့ပူကောင်းတဲ့ project တွေလူတာတော့မှန်တယ်เนาะပူကောင်းတဲ့ကျွန်တော်တို့ဒါဒီအရင်ချင်းရှိလူတွေအတင်းမှာလူတာတော့ကျွန်တော်တို့မှန်တယ် PSG ရဲ့ဘက်ကလက်လွတ်ပါမလားပေါ့ကျွန်တော်ကတော့ဟိုဘယ်လိုပြောမလို့မထင်ဘူးဆိုတာကလက်ရှိ PSG နဲ့တူတူဟားနေတဲ့ project ကတကယ်ကိုအလုပ်ဖြစ်နေလို့ပဲ PSG ဒီလက်ရှိမှာအဲ final champions league final ကိုရောက်ဖို့အတွက်အချိန်ကြီးကောင်းနေတဲ့အတင်းဖြစ်တယ်ဒီထဲမှာလည်းသူ့ရဲ့ဘောနောကျွန်တော်တို့ဒါအလုပ်လုပ်အားလုံးနေကျွန်တော်တို့ဒါအများကြီးပါတယ်ဗျာ ဒါကြောင့်လောလောတင်မှာဆိုလို့ရှိရင်ဒီနီတူတူအနေနဲ့ Sporting Director ပေါ့နော်အကစား Director ဖြစ်တဲ့ Luis Campos အနေနဲ့တော့ Manchester United ကိုပြောင်းလာဖို့အတွက်စီစဉ်ရှိတယ်လို့ကျွန်တော်လုံးဝမထင်ဘူးပေါ့နော်။အဲကျွန်တော်စောင့်တော့ကျွန်တော်ကြည့်ရမယ်ဘာတွေဆက်ပြီးတော့ဖြစ်မလဲဆိုတာတော့တော်တော်တူတူလည်းပဲကျွန်တော်ဒီထွက်ထွက်လာတဲ့သတင်းတွေကတော့တိတ်ပြီးတော့ယုံကြည်လို့ရတဲ့အနေအထားမျိုးမှာကျွန်တော်ရှိမနေဘူးပေါ့နော်။ဟို तू ကတော့ပြဘလို့ရတယ်ဒီ reputation ကောင်းရှိထားတာပေါ့နော် Luis Campos ဆိုတာမျိုးကကျွန်တော်အနေနဲ့ဒီသူအကောင်းဆုံးခေါ်ယူမှုတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်သူ့ရဲ့ ဟိုဟာမှာ career မှာဆိုလို့ရှင်လီယာကိုလိုင်းလီမှာတည်တယ်မလား18တန်းနဲ့ခေါ်ခဲ့တာမျိုးတို့เนาะပြီးလို့ရှင်ဂျောင်းနီဘတ်စ်ကို PSG မှာခေါ်ခဲ့တာမျိုးတန်း90နဲ့နောက်ပြီးလို့ရှင်ကျွန်တော်တို့ကလိုင်းလီကိုလက်ရှိအာဆင်နယ်နောက်ကန်လူဂါဘရီယယ်ကို3တန်းလောက်နဲ့ခေါ်ပြခဲ့တာမျိုးတွေမာရှယ်ကိုမိုနာကိုမှာ3တန်းလောက်နဲ့ခေါ်ပြခဲ့တာမျိုးတွေအူစီမန်ကို18တန်းလောက်နဲ့ခေါ်ပြခဲ့တာမျိုးတွေဆိုတော့အများကြီးပဲလူးဝစ်ကမ်ပိုစ်ရဲ့ဒီသူအောင်မြင်ခဲ့တဲ့ပေါ့နော်ကျွန်တော်လာနာမည်ကြီး transparency ထဲမှာဒါပေမဲ့လည်းလို့အသင်းကိုပြောင်းရွှေ့ဖို့ဆိုတာမျိုးကတော့ ဒါဟာတက်တက်တို့ဘောနော်ဒီ rumor တွေဒါဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။အဲကြောင့်ကျွန်တော်ဆောင်းတော့ကျွန်တော်ကြည့်ရမှာပါเนาะဆိုတော့ဘာတွေထက်ပြီးတော့ဖြစ်အောင်မလဲတော့ကျွန်တော်ကတော့ PSG မှာပဲဆက်ပြီးတော့နေဖို့ကယာကန်လုံးအပြည့်ညီပါကိုရှိနေတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အသင်းဘက်ကလည်းဟိုနောက်ပိုင်းမှာဒီ senior rule တွေအမှန်ကန်အားဖြည့်ဖို့လုပ်နေတာတွေထပ်ပြီးတော့တင်းနေထွက်ထားတယ်ဆိုတော့ဘလို့ဖြစ်လာမလဲတော့ကြည့်ရမှာပေါ့လေသို့တော့ Louis Campos ကတော့ဖြစ်နိုင်ကြတော်တော်ကြီးကိုနည်းတယ်လို့ကျွန်တော်ထင်တယ်ညီကလို့ရောဘလို့မြင်ရလဲဆိုတော့ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါလေ